ဆက်ပြီးတော့ဒီခွေဟင်ဆိုးမှုစီဝဲဆိုးကမ်ပိန်းလေးနဲ့ပတ်သက်ပြီးတော့လည်းဒီအမားတယောက်က ကမ်ပိန်းလေးနဲ့ပတ်သက်ပြီးတော့ run နေတဲ့အချိန်မှာကြုံတွေ့ရတဲ့တွေ့ကြုံလေးတွေကိုမျှဝေပေးဖို့အတွက်ကိုအမားတယောက်ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဟုတ်မဝနာအမားမင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ပါအမဒီအမရဲ့နာမည်လေးရယ်ပြီးတော့ဒီ campaign လေးနဲ့ပတ်သက်ပြီးတော့အမတာဝန်ယူထားတဲ့အပိုင်းလေးတွေဒီ campaign လေး run နေတဲ့အချိန်မှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေနဲ့ပတ်သက်ပြီးတော့ညွှန်ပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟုတ်နာမည်ကတော့ဝန်တာပါအဖွဲ့အစည်းကတော့ဒီ one to one CDM campaign ဆိုပြီးတော့ ဒီ OFB နဲ့ချိတ်ဆက်ထားတဲ့ fundraising အဖွဲ့တွေရပါအခုဒီဝင်းစိုးမိုးဇီဝစိုးဆိုတဲ့ campaign ကြီးကိုအဲဥယျာဉ်ထွေးတို့ ATP အဖွဲ့နဲ့ပေါင်းပြီးတော့ copy ကိုအနေနဲ့1 to 1 CDM campaign ကနေပြီးတော့လှူဆောင်ပေးနေတာပါအဲဒီအဖွဲ့အတူတူပေါ့နော်အခုဒီဝင်းစိုးမိုးဇီဝစိုး campaign လေးကိုစတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲကတော့ပထမဆက်ဆံခြင်းပေါ့နော် campaign လေးစလိုက်တဲ့အချိန်မှာ target ကလည်း ရမ်းမြင့်တယ်ပေါ့နော်ရှေ့မှာလည်းပြောထားတဲ့အတိုင်းပဲဒါဒီဟို research and development လို့ရဲ technology campaign ဖြစ်တဲ့အတွက်ဈေးကြီးပါတယ်အဈေးကြီးရော target ကအခုခင်နဲ့ပြောရရင်တော့အမျော်ကင်ကြီးပေါ့နော်အအမျော်ကင်ကြီးဖြစ်နေတဲ့အချိန်မှာအဆက်ဆက်ချင်းမှာလည်း campaign ကလူအရန်မတည်ဘူးဝင်းရံပြီးတာအားနည်းတဲ့အချိန်မှာအ target ရောက်ဖို့ကဖြည်းဖြည်းချင်းသွားနေရတယ်လို့ဖြစ်နေရပါတော့။အဲအဲ့ဟာနဲ့ တာဂတ်မပြည့်တဲ့အချိန်မှာ fundraiser တွေအနေနဲ့လည်းတော်တော် stress တွေများပါတယ်အဲ stress တွေများတဲ့အချိန်မှာမြေပြင်ကလူတွေကလည်းဒီသူတို့အဲ line ရတဲ့အခက်အခဲတွေရတယ်ရှိတဲ့အတွက်ကြောင့်အဲရှေ့တန်းကိုသွားရတယ်တခါလေးကျရင်အဆက်အသွယ်တွေမရဘူးအဲတော့ campaign တွေကိုလူတွေတိများလာအောင်ပါဝင်တဲ့လူတွေများလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီ PO တွေရော1 to 1 admin တွေအကုန်လုံးပေါင်းပြီးတော့အဲ ဟိုဟာဖြစ်ရတယ်ပေါ့နော်ခေါင်းစားရတဲ့ idea တွေထုတ်ရတယ်ဘယ်လိုဆိုရင်လူတွေပို့ပြီးတော့စိတ်ဝင်စားမလဲဒါမျိုးတွေပေါ့နော်ပြီးရင်ဒီ campaign ကိုဝိုင်းဝင်းရံပေးဖို့အတွက်ဆိုရင် influencer တွေဘယ်သူတွေကိုဘယ်လိုချိကက်ရမလဲပေါ့နော်ဒီဒေါ်လာရင်းမတိုင်ခင်ကဆိုတာတွေဘာဆိုဘာမှအောင်မသိပေါ့နော်ဒေါ်လာရင်းကာလအတွင်းမှာမှအဲဒီလိုကိစ္စတွေနဲ့ကြုံတွေ့တာတဲ့ခင်မှာ stress တော့ campaign တစ်ခုလောတာ stress ကတော့တော်တော်များပါတယ်အဲအဲ့ဒီအတွက်ကြောင့်လည်းအကုန်လုံးတိုက်တွန်းချင်တာကဒီ တက်နိုင်တယ်များပါဝင်ပေးပါပေါ့နော်အချိန်လေးနဲ့လဲကြော်လာပြီးအကုန်လုံးပင်မန်းနေဆိုတော့လည်းနားလဲပါတယ်ပေါ့နော်ဒီ fundraiser အဖွဲ့နေနေလဲဒီပါဝင်တဲ့အယောက်စီတိုင်းကအနာမယူနေကြဘူးပေါ့နော်အကုန်လုံးအလုပ်တွေလုပ်ပြီးတော့အလုပ်အားတဲ့အချိန် personal time နေမှာဒီအရာတွေအတွက်အချိန်ပေးပြီးတော့အကုန်လုံးတက်ကြတာအားလုံးလုပ်နေကြတဲ့အတွက်ကြောင့်အားလုံးပဲဒီ the pay ဘို coffee bowl လေးတွေပဲဖြစ်ဖြစ်အမြန်ပါဝင်ပေးကြပါလို့မြတ်တရရခံပါတယ်ဟုတ်ကဲ့ပါမဟုတ်တာ ကျေးဇူးအများကြီးတင်ပါတယ်။အဒီနေ့မှာဝေဟင်စိုးမှုစီဝဲစိုးကမ်ပိန်းလေးနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေတော်တော်များများကိုလည်းတိလိုက်ရတယ်။အကိုထိန်လင်းပြောထားတဲ့ထဲမှာဆိုရင်လည်းဒါလူဦးသေးရွက်တွေကျွေတဲ့ဝတ်နေစရာတည်င်းလေးတွေစိတ်မကောင်းစရာတည်င်းလေးတွေရှိတယ်။အလုံးကဝတ်နေကြတယ်စိတ်မကောင်းဖြစ်ကြတယ်။ဒါပေမဲ့လည်းဒီနာမှာပဲရှက်နေလို့မရဘူးလေနော်။ရှေ့ဆက်ပြီးတော့သွားမဲ့ရဲဘော်တွေရှိတယ်။ ဒါနေရာတစ်ခုမှာကျွေးွားရတဲ့ဒီຫນွေဥတည်ရွယ်လေးတွေရှိတယ်။ဒါတွေကိုလေအပြန့်ယူပြီးတော့ကြံနေတဲ့သူတွေကလုပ်ရမယ့်တာဝန်တွေနောက်ပြီးတော့ထမ်းရမယ့်တာဝန်တွေရှိရဲဒါတွေအကုန်လုံးကိုပခုံးပြောင်းပြီးတော့ထမ်းပေးပါ၊နှ่ายတာဝန်ထမ်းပေးပါ။ဒီဝင်စိုးမှုစီဝဆိုးကမ်ပိန်းလေးဆိုရင်လေဒါအရန်ကိုကောင်းတဲ့ကြီးရွယ်ချက်လေးတွေနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ဒီကမ်ပိန်းလေးကိုလေတက်ကပြည့်စည်ချင်ပါတယ်။ လိုချင်တဲ့ target ကိုရောက်သွားခဲ့မယ်ဆိုရင်လေမြေပြင်မှာရဲဘော်တွေအများကြီးကိုတုံးစရာမလိုတော့ဘူးဝေဟင်ကနေပြီးတော့အตาစီးရနိုင်တဲ့အနေအထားတွေရှိနေတဲ့အတွက်ကြောင့်မလို့အားလုံးဝိုင်းဝန်းပါဝင်အဖြစ်ပေးဖို့လဲဒီနေရာလေးကနေမြေတရက်ခတ်တောက်ဆုပ်ကြပါတယ်ဒီ campaign လေးအပြင် SCF မှာရှိနေတဲ့ campaign တွေအားလုံးကိုလည်း target ပြည့်စုံကြပါတယ်အားလုံးပဲတော်လိုင်းကြီးခီးဆုံးတဲ့အထိအတူတူသွားကြမယ်ဒီလူတွေကိုအိမ်ပြန်မဲ့လမ်းတွေမှာ ပြန်ပြီးတော့တွေ့ကြပါတယ်။ဒီနေ့ဒီနေ့ရဲ့ live လေးကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်။ပြီးတော့ဒီနေ့မှာ live လေးစတဲ့အချိန်ကနေအဆုံးထိရှိနေပြီးရတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အသံမကြားရတဲ့ technical error လေးတွေလည်းရှိနေတဲ့အတွက်ကိုလည်းအနုညွတ်တောင်းပန်ပါတယ်။အားလုံးပဲ baking လုံးချုံနဲ့ညာလေးဖြစ်ပါစေ။